ောင်နှစ်ရှိသောလူများတည်ဆုံခဲ့ရသည့်မြင်းကလေးပေးဒုက္ခနှင့်ကြုံနေရတော်လဲစီစဉ်ထားသည့်တကြံပွဲကိုဖြတ်သိမ်းမည်မဟုတ်ပဲဆက်လက်ကျင်းပမည်ဟုစစ်ကောင်စီကဧပြီလ၁ရက်နေ့ကကြေညာလိုက်သည်လက်ရှိကြုံတွေ့နေရတဲ့ပြင်းထန်တဲ့ငရင်ပေးအန္တရာယ်ကြောင့်နေပြည်တော်ကောင်စီနှင့်ဒီစကိုင်းပဲခူးမကွေးမန္တလေးတိုင်းဒေသကြီးနဲ့ရန်ပြည်နယ်အတွင်းတို့မှာပြည်သူအချို့တေဆုံးတန်ရာ ထိခိုက်နစ်နာဆုံးရှုံးမှုများကြုံတွေ့နေရပါတယ်။ ဒါကြောင့်တနိုင်ငံလုံးဝမ်းနဲ့ကြေကွဲနေရတဲ့ကာလဖြစ်တဲ့အတွက်ယခုနှစ်မြမရိုးရာတကြံကိုအပြိုအပါတီဆူကကုန်မှုများမပါဝင်ပေရိုးရာရင်ကျင်းမှုနဲ့အညီအေးချမ်းတာယာသောတကြံအဖြစ်ကျင်းပတော့မှာဖြစ်ပါကြောင်းသိရှိရပါလိမ့်စစ်တပ်ဘက်ရင်သည့်တည်င်းဌာနများကိုပေးပို့သည့်စစ်ကောင်စီ၏ထုတ်ပြန်ချက်တွေတနိုင်ကလုံးဝန်내ကြေကွဲနေရသောကာလဖြစ်သောကြောင့်တကြံပွဲကိုအပြော့အပါမပါသည့်ရိုးရပွဲအဖြစ်ကျင်းပမည်ဟုရေးသားထားသည် စစ်ကောင်စီသည်၎င်းတို့ရုံးဆိုင်ရနေပြည်တော်တွင်တကြံပွဲမန်တက်များဆက်လက်ဆောင်နေသည်ဟုလည်းဒေသခံတို့ကဆိုသည်။မနေ့ကထိညပိုင်း9နာရီလောက်အထိမီးထွန်းပြီးဆောက်လုံနေတယ်။ငလင်ကယ်ဆယ်ရေးကတော့အဲ့ဒီလောက်မလုံးကြဘူးဟုနေပြည်တော်မြို့ခံတအူးကပြောသည်။နေပြည်တော်တင်မနာတောင်ညိုလမ်းမကြီးပေါ်တွင်နေပြည်တော်ကောင်စီမြို့တော်ဝင်မန်တက်အပါအဝင်မန်တက်၄ခုကဆောက်လုံနေသည်။ ယခင်နှစ်ကထက်မန်တပ်အရေးအတွက်နေပါသည်ဟု၎င်းကဆိုသည် နေပြည်တော်သည်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သည့်အင်အားပြည့်မြင်ကလင်ကိုအပြည့်အထံခန်းစားခဲ့ရသည့်ဒေတာများအနက်တစ်ခုဖြစ်သည်စစ်ကောင်စီ၏အပီလာတရက်နနက်ပိုင်းအထိစည်ရင်များအရမြင်ကလင်ကြောင့်လူ2900ကျော်သေဆုံးက4500ကျော်ဒဏ်ရာရခဲ့ပြီး440ကျော်ပျောက်ဆုံးနေသည်ဟုဆိုသည် အပြက်အစည်းများအောက်ပိတ်မိနေသူများဆက်ရှိနေပြီးတည်ဆုံးသူအရေးအတွက်ဆက်လက်တိုးလာနိုင်သည်တခြားတစ်ဖက်တွင်စစ်ကောင်စီကိုဆန့်ကျင်နေကြသည့်ကိုကန့်တက် MNDAA နှင့်တအန်တက် TNN အပါအဝင်လူမျိုးစုလက်နက်ကင်တပ်များကတော့ငလင်တန်သိပြည်သူများကိုစာနာတော်အဖြစ်လူမျိုးနယ်မြေများတွင်တင်းကျပ်ပွဲအခမ်းအနားများပြုလုပ်တော်မည်မဟုတ်ကြောင်းကြေညာထားသည် ။တင်းညံဖြတ်သိမ်းကြောင်းကျင်းညာသူများတဲ့တွင်ရန်ကုန်အရှိဆိုင်ထိုင်းတန်ရုံနှင့်ကိုကန့်တက် MNDAA ၏မဟာမိတ်မိုင်းလာတက် NDAA တို့လည်းပါဝင်သည်။ငလင်ဘေးတံကြောင့်ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်ညီနောင်မဟာမိတ်၃ဘွဲ့တို့ကြေညာခဲ့တော်လဲအာဏာသိမ်းစစ်တပ်ကောင်းဆောင်ကကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပေါ်ပြောကြားလိုက်သည် အကြံပေးဖြစ်သမားများနေဖြင့်လျှက်စစ်တအားပြတ်တောက်စေရည်ဖြင့်တခြားသောအပြတ်မှောက်လုပ်ရများကိုလုံဆောင်နေမှုများရှိပါကြောင်းငရံပေးတံကြောင့်လက်နက်ကင်အဖွဲ့များနေဖြင့်နှစ်ဖက်အပြစ်ခတ်ရစင်းပြီဟုထုတ်ပြန်ထားပါကြောင်းတပ်မတော်နေဖြင့်မြေသည့်တိုင်းသားလက်နက်ကင်အဖွဲ့စကန်းမှုများဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင်လိုအပ်တဲ့တုံ့ပြန်မှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း မိမိတို့အနေဖြင့်ငင်းချိုင်းနဲ့ပတ်သက်ပြီးလက်တွေ့ကြကြထိထိရောက်ရောက်အကောင့်ထဲပို့နိုင်ရန်အတွက်တိုင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကိုတွဲဆုံဆွေးနွေးရန် အမဲဖိတ်ခေါ်တကားဖွင့်ထားလျက်ရှိပြီးဖြစ်ပါကြောင်းတိုင်းသားပြည်သူအလုံးငင်းချိုင်းနဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့အရသာကိုခံစားနိုင်ရေးရိုးသားပွင့်လင်းစွာဆွေးနွေးသွားကြရန်လိုအပ်မှာဖြစ်ပါကြောင်းတနက်ကိုင်းဖွယ်များနေဖြင့်ငင်းချမ်းရေးလမ်းစဉ်များအတိုင်းအမှန်တကယ်လိုက်နာဆောင်ရွက်ကြရန်လိုပါကြောင်း အကြံဖက်သမားများအနေဖြင့်နိုင်ငံရေးရာဖြစ်ပေါ်လာတဲ့ပြဿနာကိုအကြံဖက်တဲ့နည်းလမ်းဖြင့်ဖြေရှင်းရန်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီးမိမိတို့အနေဖြင့်ကြားမှတ်ထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့များနေဖြင့်လက်ရှိအခြေအနေမှာတိုက်ပွဲဖော်ဆောင်ခြင်းများမရှိတော့လေတိုက်ခိုက်မှုများလှုပ်ဆောင်ရန်အတွေ့စုဖွဲ့ခြင်းလေ့ကျင့်ပြင်ဆင်ခြင်းများလှုပ်ဆောင်တည်ကြတာကိုမိမိတို့အနေဖြင့်သိရှိပြီးဖြစ်ပြီးအဲ့လိုဆောင်ရွက်နေခြင်းဟာတိုက်ခိုက်ခြင်းပင်ဖြစ်တဲ့အတွေ့တပ်မတော်အနေဖြင့်လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းယမန်နေ့နေပြည်တော်တွင်ပြုလုပ်သောငလင်တန်တင်းသူများအကြားအလူငွေလက်ခံပွဲ၌စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က အရှုတ်သောတိုင်းသားလက်နက်ကိုင်အဖွဲ့များသည်လက်ရှိတိုက်ပွဲဖော်ဆောင်ခြင်းမရှိတော့လဲစုဖွဲ့ခြင်းလေ့ကျင့်ပြင်ဆင်ခြင်းများလုပ်နေသည်ကိုသိရှိရပြီးထို့သောဆောင်ရွက်ခြင်းသည်တိုက်ခိုက်ခြင်းပင်ဖြစ်သည့်အတွက်တပ်မတော်အနေဖြင့်လိုအပ်သောကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆက်လက်လုပ်ဆောင်သွားမည်ဟုပြောခဲ့သည် စကိုင်းမြို့နှင့်မန္တလေးမြို့အနီးဘဟုပြုကမတ်လ28ရက်နေ့ပြင်းထန်သည့်ငလင်လှုပ်အပြီးမတ်လ29ရက်တွင်ငလင်တန်တဲ့ဒေသများနှင့်ဆက်ဆက်ခရိုင်များအတွက်ထိုးစစ်များနှစ်ပတ်ကြာရပ်တန့်ရန်ပြည်တွင်းပြည်ပကူညီကယ်ဆယ်ရေးအဖွဲ့များအားလိုအပ်သောအကူအညီနှင့်ကာကွယ်ဆောက်ရှောက်မှုပေးရန် NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့သည်ထို့ပြင်ညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်သည့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တအံမျိုးသားလူမျိုးရဲ့တမတော် TNN နဲ့အရခတ်တတော် AA တို့ကလည်းလက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာများတွင် ခုခံကာကွယ်သောတုံ့ပြန်မှုမျိုးများလွဲ၍တလအကြာတဖက်သက်အပြည့်အခက်ရစဲကြောင်း AB လတရက်၌ထုတ်ပြန်ကြေညာသည်တော်လရင်အင်အားစုများဘက်ကယခုကဲ့သို့တဖက်သက်အပြည့်ရဲ့ကျင်ညာတော်လဲစစ်တမဘုံကျဲတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီးအေဘီလာတရက်တွင် နောင်ရှုံမြို့နယ်အတွင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံ၅ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။ Yeah